ကျွန်တော်တွဲမွဲတင်တဲ့ item 73ခုကျွန်တော်ဆို item set အနေနဲ့ Basaga Fury နဲ့ Golden Staff ကျွန်တော် Basaga Fury နဲ့ Golden Staff ကိုတွဲပြီးတော့မွဲတင်တာလေရှင်းပါလေ Basaga Fury ကခရစ်ထရင်ထွက်မဲ့ damage ကိုတိုးပေးတာဖြစ်ပြီးတော့ Golden Staff ကြတော့ခရစ်ကိုမထစီပါဘူးအဲ့ဒီတော့ဒီ item တစ်ခုကစီနဲ့ရည်မျိုးကွာခြားနေပြီးတော့ဒီ item တစ်ခုဝယ်လိုက်ရင်နောက် item တစ်ခုက လုံးဝကြီး completely useless ဖြစ်နေမှာပါနောက်တစ်ခုကတော့ Malefic Gun နဲ့ Malefic Raw Malefic Gun နဲ့ Malefic Raw နှစ်ခုလုံးက Unipassive 2 တူတာတစ်ခုက Malefic Gun ကတော့ဒီ Basic Attack Range ကို percent နဲ့တိုးပေးတယ်။အဲကြောင့်ဒီ attack ကငကိုခဲတဲ့က Basic Attack Range ကျဲတဲ့သူမှသုံးသိနေတယ်။အဲ့တော့ကျွန်တော်ကဒီ Malefic Gun ကို Maximum နဲ့သုံးစေချင်တယ်။ဒီ Malefic Raw ကိုကြတော့ Fighter တွေ Assassin တွေနဲ့သုံးစေချင်တယ်။ဒါပေမဲ့ဒီနှစ်ခုကိုတော့တွဲပြီးတော့မဝယ်စေချင်ဘူး။ Okay so let's move on. နောက်တန်ကတော့ Interesting Tournaments နဲ့ Demon Boots Why? ဘာလို့လဲ? Interesting Tournaments နဲ့ Mana တက်တယ်။ Demon Boots နဲ့ Mana တက်တယ်။အဲ့ဒါကိုခင်ဗျားတို့ဒီနှစ်ခုပေါင်းပြီးတော့ ဘယ်ကြောင်မလို့ဘူးဒီလားအိုက်တမ်တစ်ခုနဲ့တွင်လုံလောက်ပြီအဲဆိုရင်တော့ဒီဗီဒီယိုကဒီလောက်ပဲခုဒီဒီအိုက်တမ်နှစ်ခုကိုပေါင်းပြီးတော့ဝယ်နေသလိုဆိုရင်တော့အိုက်တမ်လေးပြီးပြောင်းပြီးတော့ဝယ်ဖို့တော့အကြံပေးပါတယ်နောက်ဗီဒီယိုမှာတွေ့ကြပါ